မင်္ဂလာပါရှင်ရေဝခဲ့တဲ့ channel နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်မြမဆင်းရဆုအပ်ပြီးသူတွေကိုငတ်မောင်းထားရှိစေခြင်းဖြင့်အញ្ញံခံစေနီလန်ကိုအုံပြုနေအပေါ်နိုင်ငံတကာကလက်ပိုက်ကြည့်မနေတဲ့အံတန်မတ်ကျူကျော်မုံထွန်သတိပေးမြမချမ်းဖက်ဆင်းရဆုကပြည်သူတွေကိုငတ်မောင်းထားရှိစေခြင်းဖြင့်အញ្ញံခံစေနီလန်ကိုအုံပြုနေအပေါ်နိုင်ငံတကာကလက်ပိုက်ကြည့်မနေတဲ့အကြောင်းကုလသမဂ္ဂဆိုင်ရာမြမမြရန်ကိုယ်စားလှယ်အံတန်မတ်ကျူကျော်မုံထွန်ကအသိပေးပြောဆိုရင်း အော်တိုမလ၁၉ရက်နေ့အမေရိကန်ပြည်သူနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုကော်မတီမှစာနယ်ဧကရာရှိခွင့်နဲ့ဆက်လင်းပြီးအပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်အသံမကြီးဦးကျော်မိုးထွန်းကအထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ အဇဘဆေယုစုကနိုင်ငံတကာနဲ့ပြည်တွင်းပြည်ပကူညီပေးရတဲ့ထောက်ပံ့မှုတွေကိုတားမြစ်ပိတ်ဆိုခြင်းလူသားချင်းစာနာထောက်ထားမှုကူညီတွေကိုဟန့်တားကန့်သတ်ခြင်းနဲ့လေယာမြင့်နဲ့စိုက်ပျိုးရေးသုံးပစ္စည်းကရိယာတွေကိုလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေဖြင့်ဖြစ်စီခြင်းတို့ကိုလှုံ့ဆော်လျက်ရှိကြောင်းမြန်မာနိုင်ငံမှာစာနေရိတ်ခါရရှိခွင့်မှာစနစ်တကျပြီးညှိပယ်ခံတာအကြောင်းနိုင်ငံတကာတိုက်ဝန်နေဖြင့်စေုပ်စုမှမြန်မာပြည်သူတွေကငတ်မောထားရှိစေခြင်းဖြင့်အញ្ញံခံစေရနီလာအုံပြုနေရပေါ်လက်ပိုက်ကြည့်မနေတဲ့အကြောင်းတန်မတ်ကျူးကြောင့်မတော်ကတိုက်တွန်းပြောဆိုပါရယ် မြန်မာနိုင်ငံမှာပြည်သူတွေအသက်အိုအိနေကိုကယ်တင်ရန်နဲ့ဒီမိုကရေစီပြန်လည်ထွန်းကားစေရတဲ့ယခုဝင်ရည်ယူဆောင်ရရန်တိုက်တွန်းကြောင်းမြန်မာနိုင်ငံမှာနေဆင်ဖြူဖြစ်စဉ်သဖွယ်လက်တွေ့မြင်တွေ့နေရအခြေအနေဖြစ်ပြီးတရားမဝင်ဆရာနာသိမ်းမှုကစီးပွားရေးရန်တရားတွေကိုလက်နက်သဖွယ်အသုံးပြုလျက်ငတ်မှုမှုနဲ့ဆင်းရဲမွဲတင်မှုတို့ဖြစ်ပေါ်စေလျက်ရှိကြောင်း၂021ခုနှစ်ဖေဖော်ဝါရီလမတရားဆရာနာသိမ်းမှုနောက်ဆက်တွဲဆိုးကျိုးရလက်တွေမှာလွန်ဆိုရပြီးစာနယ်ဇင်းကရရှိခွင့်မှာပြုလဲလျက်ရှိကြောင်းသံမှတ်ကြီးကထောက်ပြပါသည် 2025ခုနှစ်မှာခန့်မှန်းချက်အားဖြင့်လူဦးရေ15သက်သမာ2သန်းခန့်ကအရေးပေါ်စားနေရင်ကမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီး3သက်သမာ5သန်းသောပြည်သူများနေဖြင့်ပြည်တွင်းမှာနေရဆုံကွာထွက်ပြေးတင်းရှောင်နေရကြောင်းတစိုင်ထဲမှာပဲစရုပ်စုနေဖြင့်၎င်းတို့ရဲ့ကြိုးစည်းပွားအောက်သာရှင်းရှုတဲ့ corporate အဖွဲ့အစည်းတခုပြည်လဲပတ်နေပြီးနိုင်ငံတော်ရဲ့ဝင်ငွေတွေကိုလက်နက်ကင်များအတွက်လွှဲပြောင်းသုံးချလျက်ရှိကြောင်းထို့အပြင်စရုပ်စုကခရိုနီတိုင်းဝိုင်းနေရာမှာဖြစ်မနေလိုအပ်တဲ့ကုန်ပစ္စည်းဝင်ထွက်စီးဆင်းမှုတွေကိုထိန်းချုပ်နေတဲ့ကုန်ပစ္စည်းရှာဖွေမှုမှတစဉ်အမြတ်ထုတ်နိုင်ခွင့်ပြုထားကြောင်း ဆိုးရွားတဲ့ခြေနေမျိုးမျိုးဆုဆောင်နေတဲ့အနေအထားမှာမြို့သမီးတွေကလေးသင်ငယ်တွေပြည်တွင်းနေရဲစွန်ခွာထွက်ပြေးတိမ်းရှောင်နေတဲ့အိမ်နောက်စုတွေကရင်ကြဒုက္ခတွေတွေမြို့နယ်ပြည်သူတွေအားလုံးနေပြင်ဆန်းတဲ့အခါမပူလုံမှုအားရမပြေဝမှုကျန်းမာရေးပေါ်ခြေနေနဲ့ဝင်ဝင်မလောက်ငါမှုတို့ကြောင့်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတွေနဲ့အချိန်ကြာမှုတွေကိုရင်ဆိုင်နေကြအောင်တာမကြီးကထောက်ပြပါဗျာ။ မြန်မာနိုင်ငံမှာစာနယ်ဇင်းခါရရှိခွင့်မှာစနစ်တကျပင်ညှိပယ်ခံထားသဖြင့်ထို့သောစစ်တပ်ရဲ့အမျက်ထုံးမှုပြစ်ဒဏ်ကင်းလွန်ခွင့်နဲ့ရက်ဆက်ကြမ်းကြုံမှုတွေပြီးတိုင်ချုပ်ရင်းရေးအတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာတိုင်ဝမ်ထံကနေချက်ချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုထိရောက်တဲ့လှုပ်ဆောင်ချက်တွေကိုတောင်းဆိုကြောင်းမြန်မာနိုင်ငံမှာပြည်သူတွေအသက်အဝေးတွေကိုကယ်တင်ရတဲ့ဒီမိုကရေစီပြန်လည်ထူထောင်စေရအတွက်အရေးယူဆောင်ရွက်ရန်ကုလသမဂ္ဂဆိုင်ရာမြန်မာမျိုးနွယ်ကိုယ်စားလှယ်အသံမကြီးကတိုက်တွန်းပါတယ် ဆက်လက်ပြီးရွှေဘုံမြို့နယ်ရှိကြရီကိုစစ်တပ်ကဝိုင်းတွဲလျင်လက်နက်စည်နဲ့တိုက်ခိုက်မှုပြည်သူတို့တေဆုံးပြီးမြေပြင်မှာလည်းစစ်ကြောင်ထွန်းနေထောင်နဲ့ချီသောပြည်သူတွေထွက်ပြေးနေရ။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာရှိကြရီကိုဂျပန်စစ်တပ်ကဝိုင်းတွဲလျင်လက်နက်စည်နဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့တေဆုံးပြီးမြေပြင်မှာလည်းစစ်ကြောင်တွေထောင်နဲ့ချီသောပြည်သူတွေထွက်ပြေးနေရကြောင်း Wallet Information Network တောင်းရှိသူကပြောနေ။ အော်တိုဘလာ session နဲ့မိုးလဲ2နာရီ48မိနစ်ကစတင်ပြီးအကြပ်ဖက်စစ်တပ်ကရွှေဘုံမြို့နယ်တောင်ချမ်းရှိကြရီကိုတရောင်းလေတဲကတက်လာရဲဝိုင်တွဲလင်းတစီက၈ချိန်ပုံစံတိုက်ခိုက်ခဲ့ကြောင်းအကြပ်ဖက်စစ်တပ်ပုံစံတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုမရှိတော့လဲအရေးအတွက်ကိုတိပြနိုင်ခြင်းမရှိသေးကြောင်းသိရတယ်။အော်တိုဘလာ session နဲ့မိုးလဲ2နာရီခန့်မှာရွှေဘုံမြို့ရှိအကြပ်ဖက်စစ်တပ်တွေကဟောင်ဝိဇာလက်နက်ကြီးနဲ့ပစ်ခတ်ရပဒေါင်းရအတွင်ကြောင်းပောက်ကွဲပြီးကျေးရနေပြည်သူတပ်20ခန့်ရွယ်လူငယ်နဲ့ဦးထိမှန်ကတအုပ်သိမ်းဆောင်ခဲ့တယ်။ ။ထို့ပြင်ဂျပန်စစ်တပ်စစ်ကြောင်းကလည်းရွှေဘုံမြို့နယ်ရှိရှာတော်ရရှင်မြောက်ဘက်မနောမဟိတ်တီဖုန်ကြီးကြောင်းကနေလက်ပံကုံရပသိမ်ကြောင်းဘက်ကိုစစ်ကြောင်းထုတ်နေတဲ့ဂျပန်စစ်တပ်ကလည်းအနီးအနားရှိကျော်တွေကိုဝင်ရောက်စီးနင်းပြီးနောက်မနောဟိတ်တီဖုန်ကြီးကြောင်းတွင်ကိုပြန်လည်ဝင်ရောက်သွားကြောင်းသိရတယ်။လရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကြောင့်ရှာတော့ရံနဲ့လက်ပံကွန်ရံမှာပြည်သူတွေပောင်းဝင်ထောင်ထဲချီတော်ပြည်သူတွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်။စစ်ကိုတွေကရွှေဘုံမြို့နယ်ထဲကိုဝိုင်းတွင်းလင်းနဲ့ပုံကျဲတိုက်ခိုက်သွားတာပြည်သူတွေဒီမပြုတ်နိုင်သေးဘူးလက်နက်ကြီးနဲ့ပြေကတ်တိုက်ခိုက်တာတော့ပြည်သူတွေသေဆုံးတယ်လို့သိရပါဗျ။ မြေပြင်စစ်ကွေစစ်ကြောင်းကလည်းရှားတိုရရှင်မြောက်ဖွဲ့မနောဟိတိဖုံတီကြောင်းထဲမှာရှိသေးတော့ပြည်သူတွေထွက်ပြေးတိတ်ရှောင်နေရလို့ Wallet Information Network တာဝန်ရှိသူကပြောတယ်။ဆလပီငပူရမအုပ်ချုပ်ရေးမှုအဖွဲ့ကပေါ်တန်ဆွဲဖန်စီပြီးစစ်တပ်ထံရောက်စားထားတဲ့လူငယ်နှစ်ဦးရှိတဲ့မှာတိုက်ပွဲမှာတင်းဆုံသွားတဲ့မိသားစုထံအသိမပေး။မြောင်ဒီတိုင်းငပူတော်မြို့နယ်မှာကြည်အောင်စိုးအုပ်ချုပ်ရေးမှုထွန်းညွန်နဲ့နေထင်းရဲလင်မှုတို့ကပေါ်တန်ဆွဲဖန်စီပြီးဂျပန်စစ်တပ်ထံရောက်စားထားတဲ့ကြည်အောင်ပြည်သူနယ်ဦးတိုက်ပွဲမှာတင်းဆုံသွားတော့လဲမိသားစုထံအသိမပေးကြောင်းဒေသပြည်သူတွေကပြောပါရတယ်။ လက်ရှိချိန်မှာငပူတော်မြို့နယ်ငရဲချောင်းကျေးရွာဆိုရှိကရက်ချောင်းရွာပြော့ကုံရွာတောင်လေးရွာကြောက်ရည်တွင်သစဉ်ကိုင်းတောင်ချောင်းရွာတို့မှာအောက်စုအချွေမှုထွန်ညို့ဆောင်ပြီး၎င်း၏နောက်လိုက်တွေဖြစ်တဲ့ပြူစော်တီချစ်သိန်းထွေအုပ်စရီကောင်ထက်စံခေါ်မောင်ကောင်နေထင်းရဲလွင်မိုးဦးပြူစော်တီစိုလင်ထွန်းမိသက်တဖွဲ့ဝင်ကျော်ဝင်းသစဉ်ကိုင်းရမှုချစ်တန်းတို့ကလူငယ်တွေကိုပေါ်တောက်ဆက်ဖန်စီပြီးဂျက်ဖက်စစ်တပ်တံငွေချက်သိန်းရချင်းနဲ့ရောင်းစားနေခြင်းဖြစ်ပါတယ် ထို့သို့၎င်းတို့ပေါ်တော်ဆွဲဖန်စီတာ၏ကျန်းဖက်စစ်တပ်ထံကိုကြက်သိန်းချီနဲ့ရောင်းစားထားတဲ့ငရဲချောင်ကျောက်စုမကိုကျော်မင်းစုံနဲ့ကောင်ပိုင်စိုးတို့ကရှေ့နယ်တိုက်ပွဲမှာတင်ဆောင်ခဲ့တော်လဲမိသားစုဝင်တွေကိုအသိပေးကြားကြခြင်းမရှိကြောင်းသိရတယ်ထို့ပြင်ငယ်ချောင်းကျောက်စုမှနေထိုင်တဲ့ကိုစင်မင်းထွန်းကိုဟန်ဝင်းအောင်ကိုအောင်ကိုလင်းနဲ့ကိုပိုင်ထွန်းတို့ကလည်းငပူတော်မြွနယ်ထွေးဦးစင်းကောင်းထက်ဆောင်ကောင်းမောင်ကောင်းဆက်တွင်တဲ့ဂျက်ဖက်စစ်တပ်ထံကိုကြက်သိန်းချီရယူကရောင်းဆောင်ခဲ့ပါတယ် အဆိုပါငယ်ချောင်းကျအောင်ဆိုဆွေမှုထွန်းညိုကတင်မောင်ခေါ်ရောင်းဝယ်မှုတွေပါဝင်လောင်စားလုပ်ငန်းတွေမှာလည်းလစဉ်ကိုကြက်တင်ရခြင်းအရှိနေကြောင်းပြည်သူတွေကမြို့နယ်အဆိုရေးဖွဲ့ကိုတိုင်ကြားတော့လဲငပူတော်မြို့နယ်ထွေးစီရေကောင်းတက်ဆန်ကောင်းမောင်ကငွေကြေးရယူကလိုက်လံဖြည့်ရှင်းပေးရကြောင်းအေးအေးယူခံခြင်းမရှိကြောင်းသိရတယ်။ ဆလာဘီမောင်ရမရိတ်ခါဖို့ဂျပန်စစ်ကြောင်းနဲ့ဒေါ်လာတရီတနိုင်ကြတိုက်ဝဲဖြစ်ပွားစကိုင်းနိုင်မှာမြို့နယ်မှာရွှေကူနီဖျားဝင်းတွင်ကဆေးဥစုရိစီရင်ခါလာပို့တဲ့အကြပ်ဖက်စစ်ကြောင်းနဲ့မောင်ရချိန်ဆိုင်ဒေါ်လာတရီကြောက်ခါလန်ပိုင်းအတိုင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့မောင်ရမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့စီကနေသိရတယ်ဟာဒိုဝါလာဆန်ကရဲ့မင်းနဲ့စော်ပိုင်းကမောင်ရစီပွားရေးတက်ကတော်အနေထွက်လာတဲ့တံပြားကကားနှစင်းနဲ့အင်အားတရာပါချင်းလင်းစစ်ကြောင်းကိုကြောက်ကနဲ့ထဏဝင်းကျရာကြာရတော်လိုင်းတွေကဖျက်တောက်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကစစ်တောင်မထုတ်ခင်တရားလိုအောင်တွေ့ပေါ်လာ၁၄ရက်ကလည်းမုံရမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေစီးပွားရေးတက္ကသိုလ်ရှင်စစ်အုပ်စုတွေစီတံမြကကာနစီနဲ့ဆင့်ရရဖြစ်တင်ပေးခဲ့လို့သိရတယ်။တိုက်ပွဲတွင်တွန်လိုင်းထွတ်တွေထိခိုက်မှုရှိခဲ့ပေမဲ့စစ်အုပ်စုဘက်ကထိခိုက်မှုရှိနိုင်ပြီးအရေးအတွက်တိကျကိုတော့တိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ပြည်ကဩဂုတ်လ10ရက်နေ့ကစပြီးတံဖက်စီအုပ်စုတွေကမုံရွာကြောက်ကလန်ပိုင်ကိုအင်အားလုံးရင်သုံးစစ်ကြောင်းထုံဝင်ရောက်ခဲ့ကြသောမုံရွာဘက်ကပါပောင်းတော်လိုင်းတရင်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲရှိခဲ့ပြီးစစ်အုပ်စုအားရွှေကိုနေပြဝင်တွင်အထိုင်ကျတပ်ဆွဲနေခဲ့ရပဲဖြစ်ပါသည် ဆလဘီမလေးရှားမှာ2023ခုနှစ်ဇူလိုင်လကလေးကပျောက်ဆုံးသွားခဲ့တဲ့ဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိသွားပြီးအကြမ်းဖက်မှုတိုက်ဖျက်ဥပဒေနဲ့အမှုဖွင့်တွင်ထုတ်ပြန်မလေးရှားမှာ2023ခုနှစ်ဇူလိုင်လကလေးကပျောက်ဆုံးသွားခဲ့တဲ့ဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိပြီးအကြမ်းဖက်မှုတိုက်ဖျက်ဥပဒေနဲ့အမှုဖွင့်တာကြောင့်ယမနေ့တွင်ထုတ်ပြန်တဲ့ မလေးရှားနိုင်ငံကွာလာလမ်ပူမှာနေထိုင်တဲ့ဒေါ်သူစာမောင်က2023ခုနှစ်ဇူလိုင်လကလေးကပျောက်ဆုံးသွားပြီးစစ်တပ်ကဖမ်းဆီးသွားခဲ့သည်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ကြအောင်ရင်းနောက်နှစ်ကျော်ကြာစစ်တပ်ကဒေါ်သူစာမောင်ကိုပြည်တွင်းသို့တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရရှိသည်ဟုစစ်တပ်ကသတင်းထုတ်ပြန်လာခြင်းဖြစ်တဲ့စစ်တပ်သတင်းထုတ်ပြန်ကြမှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရောက်ရှိနေထိုင်တဲ့ဒေါ်သူစာမောင်ကို Randish Benny အဗ်တူအဇီကမလေးရှားနိုင်ငံမှာမြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီဖို့ဖွဲ့စည်းပြီးဥက္ကဋ္ဌဖြစ်စွဲကရင်းဖွဲ့စီမှာရရှိသောငွေကြေးအကျိုးမြတ်တွေနဲ့ NUG ကိုငွေကြေးထောက်ပံ့ခြင်း NUG ဖွဲ့တဲ့ရန်ပုံငွေရှာဖွေပေးခြင်းတွေပြုလုပ်ခဲ့သဖြင့်မြစ်သားမျိုးနဲ့မြစ်သားမျိုးရဲစခန်းမှာစံပတ်မှုတိုက်ဖြတ်ဥပဒေပုံမှန်၅ဆနစ်ကာကြီးနဲ့အမှုဖွင့်ပြီးမြန်မာမျိုးနယ်တရားရုံးကိုရင်းဥပဒေပုံမှန်၅ဆနစ်ကာကြီးရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်၅ဆနစ်ထုံးနဲ့တရားစွဲခဲ့ရမြန်မာတရားရုံးကရာဇဝတ်အထွေထွေမှုအမှတ်၉၂၀၂၃လက်ခံစီစစ်ပြီး၂၀၂၃ခုနှစ် ဇန်နဝါရီလ30ရက်နေ့မှာဖမ်းရထုံစင်ခဲ့ကြောင်းရှင်တော်သူစာမောင်းလကောင်းဤခင်မွန်းစောတန်းတင်ဝင်တဲ့သာသမီ3ဦးတို့မြန်မာနိုင်ငံတွင်ကိုတရားမွေပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရရှိခဲ့ကြောင်းသိရတယ်။၂၀23ခုနှစ်ဇူလိုင်လတွင်ထုတ်ပြန်ခဲ့ပြီးပြည်ဆိုင်လူခွင့်ဆောင်ကြီးအဖွဲ့ထုတ်ပြန်ကြမှာတော့မြန်မာဒုက္ခသည်ရေတကြလှုံရှားသူတွေဒေါ်သူစာမောင်းနဲ့မိသားစုမှာပြန်ပြီးဆွဲခံခဲ့ရကြောင်းဒေါ်သူစာမောင်းနဲ့မိသားစုမှာပြန်ပြီးဆွဲခံရပြီးရော CCTV မှတ်တမ်းတွေကမြို့သားတို့က ဖန်စီသွားခဲ့ကြအောင်2015ခုနှစ်ကလေးကမလေးရှားနိုင်ငံကိုတင်ဆောင်ခဲ့တော်သူဇာမောင်တို့မိသားစုဝင်အားလုံးကိုမလေးရှားနိုင်ငံရဲ့မြန်မာဒုက္ခသည်တွေဖြင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကအတိမပြုထားကြအောင်တရင်ထုတ်ပြန်ခဲ့ပါတယ်။နောက်ဆက်အောင်ပြန်ကြရတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။